Hello to my page fans and subscribers. Leo ပါ Leo တို့ September လကုန်ပြီးတော့ October လတဲ့ကိုဝင်လာပြီ Libra season ထဲဝင်လာပြီဆိုရဲခါကြတော့ Leo ရဲ့ page ကနေ mainly တင်ဆက်ပေးနေကြ Cherry reading တွေထဲကတခုဖြစ်တဲ့ Venus reading, relationship energy, RS message လေးပြန်ဖတ်ပေးဖို့အလဲရောက်လိုက်ပေါ့နော်အဲ့တော့ Leo reading video လေးမလုပ်ခင်မှာ Leo request လုပ်ချင်တာ Leo အခုဖတ်နေရဲ့အင်းရဲ့ အိမ်သားမှာ construction site တခုရှိနေရပေါ့နော် construction site ကနေ noisely ဝင်လာမျိုးလေးရှိပါတယ်။ Now other accident noises လေးဝင်လာမျိုးလေးရှိရပေါ့နော်။တကယ်လို့အဲ့လို noises လေးကြားရတယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးတီးခတ်မိတာထောင်ပြပါလို့အာ uh, I think Leo ဒီမှာ Leo ရဲ့အတန်ကိုတော့ပြပြတတ clearly ကြားရမယ်လို့ Leo မျှော်လင့်ပါတယ်။ဆိုလီယိုဗီဒီယိုကွာလီတီလေးရေလည်းပြန် check ပြီးတော့မှာပဲဒီ YouTube နဲ့ Facebook မှာပြန်တင်ပေးဖြစ်တာပေါ့เนาะဆိုတော့ okay အဲ့တော့ဒီတစ်ခါမှာတော့လီယို မီးတက်ဆိုးမှုတဲ့ရာသီပွားရဖြစ်တဲ့ fair signs ကြီးပေါ့နော် Aries Leo Sagittarius မိတာဓနုတင်ရာသီပွားဒီရာသီပွား၃ခုအတွက်ကို October လအတွက်ကိုအဲ Venus reading ပေါ့နော် relationship message လေးလေးကိုဖတ်ပေးမယ်လို့ဟိုလီယိုစိတ်ကူးရပါတော့။ Okay အဲ့တော့လီယိုနဲ့အတူခက်လေးတွေကဘာပြောမလဲဆိုတာကြည့်လိုက်ကြမယ်နော်။ Okay, now it's time for Aries. Uh, Aries ရာနေလေးကိုစဖက်ပေးမယ်။အဲ Aries ကိုဖတ်ရတာလေးလေးကိုဘာတခြင်းကိုသွားတတိယလဲဆိုတော့ Taylor Swift ရဲ့ Back to Dism မှာလေးကိုအရင်ကြိုက်တဲ့တခြင်းလေးတွေကတပုတ်ပေါ့နော်။ Aries လို့ဆွဲလိုက်တယ်ဒါပေမဲ့ကြည်လိုက်တာများသောအားဖြင့် Morris of the Aries နဲ့ resonate ဖြစ်မဲ့ခြင်းနဲ့ in a relationship ပဲဒါပေမဲ့ဘာသွားတွေ့ရလဲဆိုတော့လက်ရှိမှာ တဖက်လူစောင့်နေရတဖက်လူကကိုနဲ့ဝေးရတနေအောင်ရောက်သွားတာဖြစ်နေတယ်တချို့ Aries တွေကကြတော့ Leo မြင်တာ separated ဖြစ်သွားတယ်ဒီဆက်ဆံရင်က relationship က breaking up ဖြစ်သွားတယ်ငါတို့ break you down အဲ့ break you down ဆိုရဲအကြောင်းအရာတွေ separated ဖြစ်သွားတယ် no matter what ပေါ့နော်အတယောက်တနေရတကဘာစီရောက်သွားတယ်ဆိုရင်တော့မဘလို့ကိစ္စလေးပါလဲဆိုတော့ Aries ဖက်ကတီးခံရတာသူနဲ့ကိုနဲ့ nature မတူတာကြောင့်ရဲ့နောက်တစ်ခုက another issue ကတော့ type person ဝင်မှုရကိုယ့်စီမှာ I don't think this is ကိုစီမှာရှိရလို့မထင်ဘူးပေါ့နော် dealing person ဘက်မှာရှိရလို့လီယိုမြင်တယ် that person situation ဟိုလိုလိုဒီလိုလိုပေါ့နော် flirtationship or something like that အဲ့လို affair ကိစ္စမျိုးလေးအကြောင်းဖြစ်မယ် Harry စီလက်ရှိမှာစောင့်မျှော်နေရစောင့်စားနေရပြတ်သွားတယ် break you လိုက်တယ်ဆိုရင်တော့မှဒီ relationship မှာတတိယနေတော့မယ်တယောက်တည်းအထီးကျန်နေရပါတော့ကိုကတော့ something like i'm okay aries here i'm okay i i can face it with energy နဲ့နေပေမဲ့ you're lonely here okay အဲ့တော့အထီးကျန်နေရပေါ့နော်ပြောချင်တာတယောက်တည်းတဖက်လိုစောင့်နေရ energy မျိုးတွေ့ရဒါပေမဲ့လေ there's a good news you, you keep listening to the back to december back to december နဲ့နားထောင်နားထောင်နဲ့တဖက်လိုတော်တော်ဆွဲနေတယ်လားတော့မသိ maybe or similar sound ပေါ့နော် you you are you are probably listening to a similar sound like back to december အဲ့တော့ကိုဘက်က aries ဘက်ကတဖက်လိုပုံမှာအရင် passionate ဖြစ်တယ် promising ဖြစ်တယ်ဆိုလိုတာချစ်တယ် ဒီဆက်ဆံရေးကို long term သွားကျင်နေဆိုရဲအခြေအနေမျိုးနဲ့စခဲ့တာဒါပေမဲ့ I think you might be dealing with Leo Leo energy strong ဖြစ်တယ် Leo နဲ့ deal လုပ်နေရဖြစ်နေတယ် Gemini နဲ့ deal လုပ်နေရဖြစ်နေတယ် I see Sag Pisces too အဲ့တော့ Oh, so much struggling born you have to struggle ဒီအခြေအနေတစ်ဖက်လူစိတ်ကြေနပ်ဖို့တစ်ဖက်လူကိုယ်ကိုချစ်လာဖို့တစ်ဖက်လူနီးကပ်ဖို့ကိုကအရန်ကိုပင်ပန်းနေရတဲ့သဘောမျိုးမှာရှိရပေါ့နော်အာဒီလိုဟာမျိုးတွေဒီဒီ effect တွေကလေ အောက်တိုဘာလထဲမှာလည်းရှိနေတယ်နောက်တစ်ခါကျလီယိုမြင်တာ pass လို့လည်းလီယိုမြင်တယ် pass မှာလည်းဒီလိုပဲဒီ every scene ကသူပတ်သက်နေရတဲ့လူနဲ့အရင်ကြီးတော့ east ဖြစ်မနေဘူးမလွယ်ဘူးဆိုလိုတာအော်နည်းနည်း handle လောက်ခတ်တယ်ပေါ့နော် maybe leo or leo like person something like that အဲ့တော့ this love is a quite challenging right quite challenging အဲ့တော့ဘလို့တွားတွေ့ရလဲဆိုတော့ october လတ်ထဲမှာတော့ every scene အတိတ်ကိုခဏခဏပြန်သွားတယ်အတိတ်ကိုပြန်တူးဆွားတယ် သူနဲ့ကိုယ်နဲ့ဒိတ်လို့တော့ကသူနဲ့ကိုယ်တွေ့ခဲ့တဲ့ပုံလေးကိုပြန်ကြည့်ရဲနော်နောက်တစ်ခါကျစာရေးထားလေးကိုပြန်ကြည့်ရဲအခုလည်းတော့လွမ်းနေပြီလားမသိဘူးချွတ်အရီဆိုတော့အခုလည်းတော့လွမ်းနေလောက်ပြီနော်ဆိုတော့အဲ့လို you keep missing to that person အဲ့တော့အဲ့ definite person ကိုကိုလွမ်းနေရတတိယနေရဆိုရင် energy ကတစ်ဖက်လူကကိုလည်းကိုကိုပြန်ပြီးတော့တတိယစီလိမ့်မယ်ဘာလို့လဲဆိုတော့ oh this is a major card ဒီပဲကြာပါတော့ wheel of fortune and the five of cups အဲ့တော့ကိုနဲ့ခုနပြောသူ separated ဖြစ်သွားတယ်ဝေးသွားတယ်ခဏ break อยู่မယ်ဘယ်လိုပဲ no matter what ပေါ့နော်ကိုနှစ်ယောက်ကြာ relationship ကလောလောဆယ်မှာကိုအထီးချန်နေပြီတဖက်လူကလည်းကိုစီကိုပြန်လာခြင်းနဲ့ပြန်ရောက်လာတယ်သူနောင်နာရနေတယ်음ဆိုတော့ဒီဆက်ဆံကြီးကိုငါဘာကြောင့်ဒီလိုကြီးဆုံးဖြတ်လိုက်ရလဲဆိုပြီးတော့ one day နေရဲ maybe တခြားခုနတက် person issue လိုလိုတွေးလိုက်ရတာလေးရှိရတယ်ဒါပေမဲ့အဲ့ဒီနောက်ကို လုံးဝ completely ပါသွားလားဆိုတော့အဲ့လိုပါသွားတယ်လို့လူမျိုးမမြင်ဘူး this is a comic youtube are the comic connection here is it we are fortune this is a comic connection or comic connection ရှိရခါကျဒီလူကပြန်ရောက်လာ ပြန်လာခြင်းနဲ့ကိုယ့်ကိုပဲပြန်ပြီးတော့တတိယနေတယ်ဆိုတဲ့အနေထားမျိုးလေးပေါ့နော်အဲ့တော့ beautiful message ကဘာလဲဆိုတော့ reconcile ဖြစ်ပါလိမ့်မယ်ပြန်ဆက်သွယ်လာလိမ့်မယ်အဲ့တော့ october လမှာတစ်ဖက်လူနဲ့အကြောင်း တခုမဟုတ်တခုပေါ်လာပြီးအကြောင်းဖန်လာပြီးတော့သူနဲ့ကိုယ်နဲ့ဆက်ဆံရေးပြန်ပြီးတော့ပြန်တွေ့ရအဆက်တွေပြတ်သွားတဲ့ Aries ဆိုလို့ရှိရင်လည်းလူအထီးကျန်နေတဲ့အခြေအနေမျိုးကနေပြန်ပြီးလွတ်မြောက်မယ်။သူကကိုယ်စီပြန်ပြီးတော့လာပြီးတော့ဆက်သွယ်နိုင်မယ်။ပြန်ပြီးတော့တယောက်နဲ့တယောက်ပြန်ညှိယူဖို့အတွက်အခွင့်အရေးတွေပြန်ရလာမယ်လို့ယူမြင်ပါတယ်အဲဒီစီ you still have a second chance you still have a second opportunity here ဆိုလိုတာဒီ opportunity ကို seize လုပ်ပါလို့လို့အကြံပေးခြင်းပါ Aries ကြီးသိပြီးတော့ခေါင်းမမာနဲ့ကိုကလည်းတကယ်တတိယနေရပဲကိုကတကယ်ကိုလွမ်းနေတာပဲเนาะအဲ့တော့ you see that opportunity တဖက်လီရ reconcile လုပ်တဲ့ဥစ္စာ okay အဲ့တော့ sign နေရတော့အာ leo မြင်တာ gemini ကိုမြင်ပါတယ် leo ကိုမြင်တယ် jupiter ဆိုမယ်ဆိုတော့ this is a mm pisces and the sagittarius ကို leo တွေ့ရ yeah for some aries might be the scorpio Scorpio sign ကိုတွေ့ပါတယ်။ Okay this is a love message Venus reading for Aries for October. Okay now is time for Leo. အဲ့တော့ Leo ရေဘာဖြစ်နေလဲပေါ့နော်။ကျွန်တော်မုံတော့ Leo ဆိုရဲ reading ဖတ်ပြီးကျွန်တော်သဘောတည်ကြတယ်နော်ကျွန်တော်ဒါအဲ့လိုဖြစ်သိကောင်းပါပဲပေါ့နော် This is not me okay အဲ့တော့ Leo ရေတအားစွန်နေရယ်နော် Leo ရေကိုလာပြီးတော့ ကိုစိတ်ဝင်စားပြီးလာပြီးစကားပြောတာอืมလာအီရာမျိုးကြီး something like ပေါ့เนาะအာကိုအเจ้าတီးချင်လို့လာပြီးစကားပြောတာမျိုးလေးကို stress အောင်တာပေါ့เนาะ temp လောက်တာပေါ့ Leo ရီကလေပြောမယ်ဆိုရင် Leo ရီကအဲ့လိုမကိုလာအီလဲကြိုက်ပုံမပေါ်ဘူးเนาะဒီမှာ something like ပေါ့เนาะ Leo တွေမှာ past trauma တွေရှိရယ် Leo တွေကတခြားဆိုင်နေတယ်မတူဘူး Leo မြင်တာလေ past trauma တွေကနေဒီလိုက쇠တင်ပြီးရယ်쇠ကဲပြီးရယ်ဒါပေမဲ့လေ ်ဗီဒီယိုရဲ့ drama ကြီးခင်းနေတယ်လို့ပဲเนาะအဲ့ဒီဒီဒီ pass ကိုပဲ pass မှာပဲတဝဲလဲလဲနဲ့ e နေတယ်ပြီးတော့နောက်လူကိုဒီကိုနဲ့ပြတ်ဆဲသွားတဲ့ဆက်ဆံကြီးကိုလိုချင်သလားဆိုတော့လည်းရယူမလာအခုယူမလားဆိုပြန်တော့လေလီယိုတွေကဟွန်းမယူချင်ဘူးအတိတ်လာတဲ့လူကိုယူမလာဆိုတော့လည်းမယူခြင်းပြန်ဟိုတယောက်တည်းနေခြင်းနေပြန်လေစိတ်ကလीအဲ့တော့ insecure ဖြစ်နေသလားတော့မသိဘူးအဲ့တော့ insecure ဖြစ်နေတဲ့ပုံမဲပေါ့နော်အဲ့ ဖီချာတော့လောလောဆယ်လီယိုလီယိုအရန်ကြွေနေရကိုယ့်ကိုအရန်ကြွေနေတဲ့လူတယောက်ရှိတယ်ကိုယ့်နောက်အမြင်နဲ့ရောက်ရောက်လာတဲ့လူတယောက်ရှိနေတယ်လီယိုတွေစွန်နေရနော်โอเคဒါမဲ့ဒီလူလဲလက်ခံလာစားလက်မခံအောင်အဲ့တော့လီယိုရကလေဒီမှာလီယိုခံစားရတာကလီယိုလီယိုတွေထက်ကုန်လီယိုခံစားရတာက family present ပေါ့နော်သူတို့ကတကယ်ကိုမိသားစုဆန်တဲ့လူမျိုးကိုလိုချင်တာကိုနဲ့တူနေတအိုးတိမ်ထူတာမယ် background ချင်းလည်းတူချင်တယ်ခံယူချက်ချင်းလည်းတူချင်တယ်အဲ့လိုမျိုးပေါ့နော်နောက်အဲ့လိုမျိုးလူတယောက်ကတချို့ Leo တွေအတွက်ကကြတော့ third party issue ပေါ့နော်ကို့မှာနောက်တယောက်ကို့မှာငကိုတဲ့တယောက်ရှိနေရဒါမဲ့အစ်စ်တယောက်ကစကားလာပြောတာ past ကလူနဲ့ completely ပြတ်သွားလားဆိုတော့လည်းမပြတ်သေးဘူး အဲဒီလူနဲ့ရှေ့ဆက်လက်တွဲဖို့လည်းစဉ်းစားနေတယ်ဒါ this is a leo effect that person issue ကတစ်ဖက်လူစီရမဟုတ်ဘူး leo စီရ king of wands is a leo energy here this is a four of wands အဲ့တော့ leo ရေဆုံနေတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီကိုလာပြီးတော့ဒီလုတ်ဒီနေ့လုတ်တဲ့သူကိုလည်းစကားတော့ပြန်ပြောနေရရွေးချယ်လာဆိုတော့လည်းမြွေးချယ်ကိုစိတ်ကူးနဲ့ပဲစိတ်ကူးရင်နေရတယ်အောက်တိုဘာလမှာတော့ဒါစိတ်ကူးရင်ကဘာလေးထဲမှာဝယ်ပဲပေါ့နော်တလားသူနဲ့ကိုနဲ့ဂျားထဲမှာ gapping တခုရှိနေစကားကြီးတော့ပြောဖြစ်နေရဒါပေမဲ့ Leo ရဲ့ဘက်ကတချို့ကိစ္စကြီးထုတ်မပြောကိုယ့်ရဲ့အတွင်းကြီး privacy ကြီး online ကနေပဲဆက်သွင်းနေရ privacy ကိုလုံးဝ breach မလုပ်ဘူးတဖက်လူကလည်းသိကျင်နေ dealing pressure ကလေလက်ရှိဒီလူကကိုယ့်ဘက်မှာတီးခန့်လဲတီးခန့်လဲဆိုတာကလေအတိတ်ကလူလဲဖြစ်နိုင်တယ်လက်ရှိကိုယ်ကိုလာဆွဲတဲ့လူလဲဖြစ်နိုင်တယ်ပေါ့နော်တော်တော်တီးခန့်တယ်ဒါပေမဲ့ဒီလိုမြင်တာသူနဲ့ကိုယ်နဲ့က nature မတူဘူး လုံးဝမတူ background ဒီဖြတ်တန်းလာခဲ့ရတဲ့ဘဝပတ်ဝန်းကျင် nature မတူ तू ကကိုယ့်ကို learning လုပ်နေရောမှာ तू ကကိုယ့်ကိုစိတ်ဝင်စားတဲ့သဘောကြတယ်ဟိုသူ့ဘဝမှာ တခါမှအဲဒီလိုပုံစံမျိုးဒီလို type မျိုးဒီလိုလီယိုမျိုးသဘောမကျဘူးအဲ့လိုပုံစံမျိုးအဲ့လိုပုံစံမျိုးလီယိုခံစားရတယ်အဲ့တော့ तू လဲ learning လုပ်တယ်ပေါ့နော်ဟုတ်လားပေါ့ तू တကယ်ရောချစ်ရလားသူစီမှာအချစ်ဆိုတာရောရှိရလားငါကရောဆက်ပြီးရောစူးစမ်းရမှာလားမစူးစမ်းအောင်လားဆိုရယ် energy မျိုးပေါ့ a lot of six or stress energy here တပတ်လို့ကတော့ तू trying to mix the two different lines trying to trying to be patient as much as possible အဲ့တော့တတ်နိုင်သလောက်တော့သူကြိုးစားတယ်တတ်နိုင်သလောက်တော့တီးခံပြီးတယ်နားလည်ပြီးရေ okay သူ့မှာလည်းသူ pass တီးရှိမှာပဲလीဆိုပြီးတော့ Leo တွေကိုနားလည်ပြီးရေအဲ့မဲ့ Leo တွေဘက်ကလीဒီဆက်ဆက်ရင်းမှာလည်းသူကဟို commit မလုပ်ဘူး pass ကလူကိုလည်းမျှော်နေတယ်လို့လို့ ਨੇ ဘာလို့စောင့်နေလဲတော့မသိဘူးဒီထက်ပိုကောင်းတဲ့ relationship or ဒီထက်ပိုကောင်းတဲ့ present ကိုစောင့်နေရလို့ Leo ခံစားရပါတယ်အဲ့တော့ ကယ်ဆောင်မြဲဆောင်စေဆောင်လိုက်ပါအော်တိုဘာလာမာလီယိုတွေကတော့တယောက်တည်းပဲဖြစ်နေတယ်အဲဒီလင်းပရစင်ရှိနေတယ်ဆိုလို့ရှိရင်လည်းလာစကားပြောတဲ့လူကို choose လုပ်လားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးအဲလက်ရှိရှိနေတဲ့လူနဲ့ပြန်အဆင်ပြေအောင်ဒီအဆင်ပြေချင်တာပေါ့သူနဲ့ trauma ရှိခဲ့တယ်အဲ့ trauma ကမမေ့တော့မမေ့သေးဘူး ဒါပေမဲ့အဲ့ဒီတစ်ချိန်ကိုစောင့်နေဒီ trauma တွေအားလုံးပြီးစီးသွားတဲ့အချိန်သူနဲ့ကိုယ်နဲ့လုံးဝသူ့အပေါ်မှာဘာမှဒီအတိတ်ကပြဿနာကြီးမပေါ်လာတော့ဘူးလုံးဝ decently ပေါ့နော်အာ mean betray လောက်တောင်ကလက်ခံပါလေဆိုရက်အခြေအနေမျိုးတိဖြစ်သွားဖို့ကိုအရွေးလေးတစ်ခုတော့ပေါ်ပေါက်ပါလိမ့်မယ်ဒီလိုမြင်လာတော့လေအဲ့အရွေးလေးတစ်ခုတော့ပေါ်ပေါက်ပါလိမ့်မယ်အဲ့တော့ okay အဲ့တော့ leo တွေကို လိုချင်တဲ့သူကတော့တော်တော်လေးတင်းကြီးခံပြီးတော့စောင့်စားရမယ်အနေထားမျိုးလို့လီယိုခံစားရပါတယ်အဲ့တော့လီယိုနဲ့ဒီလုံနေတဲ့သူကြီးဟိုဒီမှာနှစ်ယောက်လို့ဖြစ်နေရပါတော့ that person issue ဆိုပဲ not me เนาะကျွန်တော်မဟုတ်ဘူးကျွန်တော်လည်းမဆုံး okay အဲ့တော့ just kidding ဟာတာလေးပြောတာပါအဲ့တော့ i see the gemini energy here aquarius i see the aries sag sagittarius very strong ဖြစ်တယ် Yeah, I see the Scorpio Cancer. Okay, Leo design Lee Okay, this is an October love message for Leo. Okay, another fire signs Lejaro Sagittarius Bono or Sagittarius E. Leshima. you dating a new person အော်လူတတိယကိုတွေ့ရမျိုးပေါ့နော်တိတ်ပြီးတော့မစင်းစားပဲနဲ့အာသဘောကျရဲအဲစကားပြောကြည့်မယ်ဆိုပြီးတော့ ဒေးလီလုပ်နေတဲ့သဘောမျိုးလေးကိုတွေ့ရတယ်အခုမှကိုယ့်ဘဝထဲကိုပေါ့နော်ဝင်လာတာပေါ့အဲ့တော့ဒီလူကကိုယ်နဲ့အလုပ်အတူတူလုပ်နေတာ project တွေအတူတူလုပ်နေတာစီးပွားရေးအတူတူလုပ်နေတဲ့လူတွေကဖြစ်နိုင်တယ်အဲ့လိုမျိုးအတူတူလုပ်နေရင်ဟာအဆင်ပြေလောက်တယ်ပေါ့လေငါတို့တွဲကြအောင်ဆိုရင်အနေထားမျိုးနဲ့ depression နဲ့ sensitivity ရဲ့စီးပွားရေးဘဝထဲကိုဝင်လာတယ်ဒါပေမဲ့ search တွေ This is a long lasting October လောက်အတွက်ကိုတော့အရင်ကြီး long lasting ဖြစ်တဲ့အခြေအနေတခုတော့ မဖြစ်နိုင်ဘူးလို့လီယိုမြင်တယ်စိတ်ကူးထဲမှာပဲပြီးသွားတာစိတ်ကူးထဲမှာပဲဇလန်းကတကယ်လက်တွေ့ဖြစ်မလား reality ဖြစ်မလားဘာလို့လဲဆိုတော့ search ဒီပင်မန်းလာတယ်လွတ်ချခြင်းလာတယ်ပင်မန်းလာလွတ်ချခြင်းလာတယ်ဆိုတာ maybe အတိတ်ကြောင့်အတိတ်ကြောင့်ဖြစ်နိုင်တယ်အတိတ်ကလူမမိသေးလို့အတိတ်က trauma ကြောင့်မလို့ဖြစ်မယ်ဒီလူနဲ့စစ်ဆင်ရေးကို chess board တော့ဟာအပြော်ပေါ့တိတ်ရရှိမစင်းစားအောင်အပြော်ပဲလာတွဲကြည့်မယ်ဆိုရဲအနေထားမျိုးနဲ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ तू heavy ဖြစ်လာတယ် အင်ဂျင်လာဒီဆက်ဆန်ယူအော်တိုဘလာမှာ search ဒီဘက်ကလीအန်ဒင်းတစ်ခုကိုလောက်ချင်လာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ family ကိစ္စကြီးပေါ့နော် Sagittarius ဒီဘက်က family ကိစ္စကြီးပေါ်လာတာ a lot of family things ကြီးရှင်းရတာမျိုးတွေနောက်တစ်ခါ another scenario ဖြစ်နေတာ depression နဲ့ကိုယ်နဲ့က family level အထိတန်းညီလို့မရအောင် family level အထိအတူတူတိဆောက်ပြီးတော့ generation တစ်ခုလုံးကိုတည်ဆောင်သွားလို့မရအောင်ဆိုတာကို search တွေကတိပုံမယ်အဲ့တော့ search ဒီဘက်က end လိုက်တယ် အဲ့တော့အဲလိုက်တဲ့အနေအထားမျိုးကြီးကိုတွေးရတယ်။အော်ဂျပန်လူကလည်းအရင်ကြီးတော့ပြောမနေဘူးဒီဆက်ဆံရေးကနေသူ something like a little bit of traumatizing ဖြစ်သွားပုံမှာပဲ။အဲ့တော့တနင်္လာတော့တော့သူကိုအန်ဂျင်နာလည်းတစ်ဖက်လူကတိပုံပေါ်ပါတယ်။ Sagittarius ရဲ့ဘက်ကလေသူ့ဘက်ကလည်းတိရံပေါ့နော်။အဲ့တော့ အခုမှဒိတ်လုံနေရလို့အခုမှဒီလူကကိုယ့်ဘဝထဲကိုရောက်လာတာမျိုးမဟုတ်ဘူးဆိုရင်တော့ search ဒီက something like ဒီမှာဘာတော့တွေ့ရလဲဆိုတော့သူနဲ့ကိုနဲ့ဂျာထဲမှာဆက်ဆက်ကြီးက stabilize ဖြစ်နေတယ်ဆိုရင်တော့ search ဒီဘက်ကစိတ်မပါတော့အေးဆက်သွားတာပေါ့နော် okay ဒီ ending ကို search ဒီကမဆုံးဖြတ်ဘူး okay okay go on let's go on i don't think let's go on let's go on လုံးမဲ့ပုံမပေါ့ search ဒီက because you are very heavy you see i can't take this anymore i i i, I want to stop this relationship with you so energy ရဲ့လာပြအဲ့တော့ sense တွေကဘာကြောင့်လဲဆိုအဓိကဒီ you need to heal you need to forgive your past you need to forgive someone in your past life resentment ဖြစ်တာလေးတွေအကုန်လုံး forgive လို့ဟာမယ်ကိုကိုကို healing လို့ဟာမယ်အဲ့တော့ဒီလူနဲ့လက်ရှိအစ်စ်ဝင်လာတဲ့ခုနပြောဆိုအစ်စ်ဝင်လာတဲ့လူပဲဖြစ်ဘာဖြစ်ဖြစ်ဖြစ်ပေါ့နော် same thing like အခြေအနေပတ်သက်လို့ရှိရင်ဘာမှမလုပ်ဘဲနဲ့ငင်းငင်းလေးအေးဆေးဆေးနေတာကစကြချေးရဲ့စီအတွက်ကောင်းနေမှာအောက်တိုဘာလတော့အေးဆေးဆေးငင်းငင်းလေးနေမယ်လူသစ်ပေါ်လာဆိုလို့ရှိရင်လည်း commit လုပ်လိုက်တာမျိုးတွား flat လုပ်လိုက်တာမျိုးတွေက set စီအတွက်မကောင်းဘူးနော်ဘာလဲဆိုတော့နောက်ဆုံးတော့ကိုကအန့်ဖြစ်ခြင်းလေးရဒါကြီးကအမြဲတမ်းပေါ်ပေါ်လာ this is a this is a transformation energy here so you need to heal yourself you need to heal yourself you need to understand yourself ဆိုတော့ကိုယ့်ကိုယ်ကို ask yourself ပေါ့နော် have i forgiven any person in my life in my past life ငါတိတ်ကငါခွင့်မလွတ်နိုင်ဘူးလို့ဟိုနာကျင်ခဲ့ရတဲ့လူတွေကခွင့်လွတ်နိုင်ပြီလားလုံးဝ sincerely okay အာဒါငါခမ်းမိတက်ပါလို့ခင်ရတာပဲဒီဆိုပြီးတော့ကိုခွင့်လွန်နိုင်ပြီလားပြင်ဆင်စားကြည့်ပါအဲ့တော့ otherwise သွားပြီးတော့မဆပါနဲ့ next relationship တခုကိုသွားပြီးတော့မဆပါနဲ့လို့လို့အကြံပေးခြင်းတဲ့ October လအတွက်ကို okay အဲ့တော့ sense ဒီ dealing person i see the scorpio energy strong aquarius scorpio mm and the virgo aquarius yeah virgo energy strong ဖြစ်တယ် and then for sam and then for sam sagittarius i see the uh, Libra. Okay, Libra. Yeah. Okay, this is a love message for October for Sagittarius. Okay, Leo ခုတင်ဆက်ပေးသွားတာဒီ first sign ကြီးဖြစ်ကြတဲ့ Aries, Leo, Sagittarius ရာသီဝါ၃ခုအတွက်ကို October လအတွက် love message RS energy relationship advice reading လေးဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကိုအားလုံးပဲ enjoy ဖြစ်ကြမယ်လို့လို့မျှော်လင့်ပါတယ်ဒီ video clip လေးကိုလီယို YouTube channel လေးမှာရော Facebook page မှာပါတင်ပေးထားပါမယ်လီယိုကိုအားပေးတဲ့အနေနဲ့လီယို YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်လို့လီယို request လုပ်ပါရနော်အဲ့တော့နောက်ထပ်ကြံသေးရဲ့ zodiac sign ရဲ့ love reading နဲ့အတူလီယိုပြန်လာခဲ့ပါအောင်မယ်အားလုံးပဲ have a nice day to you all bye bye